တ်ထုတ်ရဆိုတာကျွန်တော်တို့ကြည့်ကြတော့ဒိုင်းသားလက်နဲ့ကန်အပွဲစီးနေတယ်လက်ကြီးတက်မလို့အစိုးရကျမ်းမှာတက်မလို့ကျမ်းမှာပေါ့ဗျာအပြစ်ခတ်ရစေရင်စစ်ဖမ်းရပါတော့လို့ကြာဒါပေမဲ့ငြင်းရင်အပြစ်စင်ကိုပြန်ကြည့်တော့ငြင်းရင်ဖြစ်စင်ရဲ့တစ်ခုလုံးရဲ့ process ထဲမှာဒီဟာကတစ်သိပ်တစ်ပိုင်းမဖြစ်တယ်အဲ့တော့ကျွန်တော်တို့ဒီနေ့ငြင်းရင်မရသေးဘူးငြင်းရင်ရဖို့အတွက်ကဒီ SCA ကအခြေခံတော့ကြာတယ်အဲ့အခြေခံကြာတဲ့နေရာမှာအချို့တော့ထိုးပြီးသွားပြီအချို့တော့မထိုးကြသေးဘူးတခါဟိုတလောက်က ့21ရက်ပင်လုံးညီလာခံမှလားဆွေးနွေးအကျိုးဆွေးနွေးပွဲပြီးတဲ့အချိန်မှာထပ်ပြီးတော့အခုလိုပေါ့တိုင်းသားဒေသတွေမှာပြစ်တာခတ်တာတွေအဲ့ဒါဟိုရှင်းလင်းတာဖြစ်ပေါ်လာဆိုတော့ဒီပေါ်မှာကျွန်တော်တို့အမြင်ကတော့သူ့ဘက်ကပြေးနိုင်တာနဲ့ကိုယ့်ဘက်ကဆိုချင်တာနဲ့ဒါကိုယ့်ဘက်ကပြေးနိုင်တာနဲ့သူဆိုချင်တာနဲ့ညီမချင်းတစ်ခုချလို့မရသေးဘူးလို့ဆိုထင်တယ်ဒီနေ့ပတ်သက်လို့တဘောရအမြင်ရတော့သူတို့ တော်တွင်လက်နက်ကင်ဖွဲ့ဒီအားလုံးကလက်မှတ်ထိုးသားပြီးဆိုတော့လည်းပဲကျွန်တော်တို့ပင်လုံဒုတိယကြိမ်ပင်လုံဤလာကမှာထပ်ထိုးရဆိုတော့လည်းပဲအဲ့ဒီရဲ့ဒီဘက်မှာပုံမူပြီးဆိုးွားတဲ့အဖြစ်မျိုးတွေဖြစ်ဖြစ်လာတယ်ဆိုတာလည်းဘယ်အဖြစ်လာလဲဆိုတော့ဒီတိုင်းသားတွေတကားတာမှ PI မှာစဖြစ်တယ် PI မှာစဖြစ်တယ်ဆိုတော့သူတို့ရင်းတော့ဘလို့အကြောင်းတရားရှိလဲတော့မသိဘူးဒါပေမဲ့ရင်းကြိုင်းဆွေးနွေးပြီးမှဖြစ်တယ်ဆိုတဲ့အကြောင်းတရားကြတော့ကျွန်တော်တို့က သူကဘက်ကလားဒါမှမဟုတ်ရင်ဟို KIA ဘက်ကလားအခုလက်တလောတခါဖြစ်နေတဲ့အခြေအနေရခိုင်ကိစ္စပေါ့ရခိုင်ကိစ္စဆိုလို့ဆိုရင်လည်းဒါအခုဆိုရင်ကျွန်တော်တို့ခေါင်းဆောင်ကောင်းသားစုကြည်အောင်ပြောနေရလူခွင့်ရေးဆိုတဲ့အခြေအနေပေါ်မှာသူတို့ကဆုတ်ကန်ပြီးတော့သူတို့ဘက်ကတစ်ဖက်တည်းလုပ်နေတဲ့အလုပ်ဒီလုပ်ကိုလက်ရှိတောင်းသားစုကြည်လည်းပြောလူခွင့်ရေးဆိုတာအားလုံးနဲ့တက်ဆိုင်တဲ့အတွက်အားလုံးကလူခွင့်ရေးအချိန် နေကိုလိုက်နာကမှဒုခရေကိုပြ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 န်ပေါ်ထုတ်လို့ရတယ်။အခုတွားနေတယ်ဆိုတာလဲကျွန်တော်တို့ဘယ်လိုလဲအခုကာကြိုကြီးတွားနေတယ်ဆိုတာလဲနေမြေရှင်းလင်းရေးဆိုတဲ့စိတ်နဲ့တွားနေတာဖြစ်တယ်။သူတို့ပြောနေတဲ့လူမျိုးတုံးတက်ဖြတ်မှုဆိုတာလည်းမဆိုင်ဘူး။အဲ့တော့ကျွန်တော်တို့ NTA နဲ့ပတ်သက်လို့ပြောရမယ်ဆိုလို့ရှိရင်မအောင်မြင်သေးဘူးလို့တော့သူတို့ကဆိုရင်ဆိုလိမ့်မယ်ဒါပေမဲ့ကျွန်တော်တို့ကဒါရင်းကြံရေးဆွေးနွေးတဲ့လက်မှတ်ထို အခြေအနေတွေနဲ့မဆိုင်တဲ့အခြားကိစ္စတွေပဲလို့ဒါကျွန်တော်ဒီလိုပဲသုံးသပ်ပြီးပြောပြပါမယ်။အထူးတော့နဲ့ပတ်သက်ပြီးတော့တိုင်းရင်းသားတွေကိုယ်စလဲတွေအားလုံးကပါဝင်တဲ့နယ်ပါဝင်ပြီးတော့ညီညီညွတ်ညွတ်နဲ့တိုင်းရင်းသားစီလုံးညီညွတ်မှု မပြိုပွဲရေးကိုအဓိကထားပြီးတော့ဒူမျိုးရေးတီးကြားလောက်ပဲမကြည့်ရဲနဲ့တနိုင်ကံလုံးရဲ့လူမျိုးပေါင်းစုံစုစုစည်းစည်းနဲ့ သူ့ရဲ့အဖွဲ့အစည်းလိုက်ဒီ NCA မှာအားလုံးပါဝင်ပြီးတော့လက်မှတ်ထိုးမယ်ဆိုလို့ရှိရင်ဒီနေ့မြန်မာနိုင်ငံမှာတွားနေတဲ့ဒီမိုကရေစီလမ်းစဉ်ဟာမချွေးမချန်အောင်မြင်မယ်လို့ယူဆတယ်